။အချမ်းပတ်စစ်တပ်ဤစစ်တပ်လေးကြီးတိုက်ခိုက်မှုကြောင့်တဲတော်ရွာမှာပြည်သူနေအိမ်နဲ့အိမ်ပျက်စီးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်တဲတော်ရွာမှာပြည်သူနေအိမ်နှလုံးကအချမ်းပတ်စစ်တပ်ရဲ့စစ်တပ်လေးကြီးကြောင့်ပျက်စီးခဲ့ရတယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့က Rapid Call သတင်းဌာနကိုယနေ့နေ့လယ်ပိုင်းမှာသတင်းပြုထုတ်ပြန်ထားပါတယ်။တောင်သားမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတအူကအရသာပြည်သူထိခိုက်မှုမရှိဘူး ဘုံခုခြင်းတဲ့နေကြတော့မရှိပါဘူးလို့ရက်ဘီကသတင်းဌာနကိုပြောဆိုထားပါတယ်။ယနေ့နနက်3:00နာရီခန့်တွင်အကျန်းပတ်စစ်တပ်ကတောင်တာမြို့နယ်ရှိဝဲလောင်ရွာအရှိမြောက်ဖက်တဲရော့ရွာသို့စစ်တပ်လေထီး3စီးဖြင့်ဘုံတိခုနှစ်လုံးကိုကျက်ချခဲ့တာဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ပြည်သူနေအိမ်နှလုံးကထိခိုက်ပျက်စီးခဲ့ရပါတယ်။ အကြမ်းမတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအဖြစ်မလအတွင်းတွင်ကချင်ပြည်နယ်တွင်9ကျင်းချင်းပြည်နယ်တွင်4ကျင်းသကိုင်းတိုင်းတွင်53ကျင်းမန္တလေးတိုင်းတွင်43ကျင်းမကွေးတိုင်းတွင်36ကျင်းရခိုင်ပြည်နယ်တွင်16ကျင်းအေရရီတိုင်းတွင်9ကျင်းပဲခူးတိုင်းတွင်21ကျင်းရှမ်းပြည်နယ်တွင်6ကျင်းကရင်ပြည်နယ်တွင်6ကျင်းကရင်ပြည်နယ်တွင်9ကျင်းမွန်ပြည်နယ်တွင်6ကျင်းနှင့် တနင်္လာရီတိုင်းတို့တွင်6ချိန်ကိုပြုတ်လုခဲ့ကြအမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဝန်ကြီးဌာနကပြီးခဲ့တဲ့ဧပြီ22ရက်နေ့တွင်သတင်းထုတ်ပြန်ထားခဲ့ပါတယ်